ဖိုးတဲ့အကြောင်းပြောရရင်ဆိုးပေဆိုရဲကြုံကြောင်းနဲ့ပါမရမှာဗျပြင်မနာမျိုးနဲ့မှာပြန်ကပြေးဆိုတာနာမည်ကြီးတလို့ပြန်ကပြေးကအတွဲညီလာတဲ့ဖိုးတဲ့နဲ့ဆိုးပေဆိုရဲကျုပ်တို့တငငချင်းတယောက်နာမည်ရလဲကြီးပါဗျာကောင်းလို့ကြီးတာမဟုတ်ဘူးနော်ဘယ်တော့မှစပြီးကြီးတယ်တင်လေအတင်ပြကောင်းတဲ့နေရာမှာရောအရင်နဲ့ပါကြံလို့လို့သူ့ခင်းနဲ့သူ့ကအလွန်နာမည်ကြီးတဲ့အမှန်ကြောင်းဖုံးတော်ကြီးဦးလို့ရှိတယ်မှာဖုံးကြောင်းသားဘဝနဲ့နေစဉ်ကလေးကဖိုးတဲ့နဲ့ဆိုးပေဆိုတာနာမည်တစ်လုံးနဲ့နေတာမန်ကြောင်ဖုံးတော်ဤဘွေရဥပညာသောတာတဲ့ ါပေမဲ့ကျုပ်တို့ကဒေါသကြီးလို့နဲ့ဖုံးတော်ကြီးကိုကြွယ်ရမှာတော့ဥပညာဒေါသလို့ခေါ်ကြတာနာမည်ပြောင်းအနေနဲ့အယက်ကြီးရှည်လုံးလို့ဥလောရှည်လို့လည်းခေါ်ကြသေးတယ်။ဩစီမာတော့ဘယ်ခေါ်ရဲမှာလဲခေါ်လို့ကတော့ဂျိန်းတိုင်းတရံလုံးကောင်ရိုက်မယ်တဲ့။เจ้าပေါ်မှာတင်ငန်းလန်းတဲ့ဂျိန်းတိုင်းကြီးရှိတယ်လေ။ငါးမူးလုံးတော့ရှိတဲ့ဂျိန်တွေကြီးနဲ့တန်းလာတာ။အရင်ဖုံးတော်ကြီးလက်ထက်ကလေးကဒီဂျိန်နဲ့ရှိတယ်ပြောခဲ့တာပဲ။အောက်ဆုံးလူနေเจ้าဆောင်မှာအစ်င့်နဲ့တော့တန်းလာတာပေါ့။လေးခန်းပြီဆိုတော့ဗျာ။ဟုတ်ကဲ့ အောက်ဆုံးလူပြိတ်သက်နေတဲ့အဆောင်က၄ခန်းအထက်ဆင့်တန်ခါကောင်ကနှစ်ခန်းအပေါ်ဆုံးဆင့်ဘုရားဆောင်ကနှစ်ခန်းဆိုပြီးအဆင့်သုံးဆင့်နဲ့ဖွဲ့စည်းထားတဲ့ရှင်ရောင်းချောင်းကြီးပေါ့ခွန်နှစ်ခန်းခြောက်ခန်းချောင်းကြီးပေါ့ဗျာကျုံနဲ့ဘိုးတရနှစ်ယောက်ပေါင်းတော့နှားဖြစ်ပြီးတော့ចောင်းသားတွေပေါ့အမြဲပူကြလိရှိတာကိုအရွယ်တူစိတ်တူကိုတူဆိုတာကျုပ်တို့နှစ်ယောက်မှအစ်စ်ပေါ့ဗျာဘယ်အထိပူကြသလဲလို့ဆိုရင်ចောင်းမှရှိရဲ့ចောင်းသားတွေအားလုံးကကျုပ်တို့ကိုဈေးနေတိုင်းတယောက်ကို၅ဗျာဆက်ကြည့်ပေးကြဈေးနေဆိုရင်ဖုန်းတော်ကြီးကတချောင်းလုံးကမုံစားလွတ်တာကိုဗျာ ဈေးထဲမှာမိဘတွေမတွေ့အိမ်ပြန်ပြီးတော့မိုးဘိုးတောင်းမုံဝယ်စားလုပ်ကြတဲ့ထုံးစံဆိုတော့သူတို့တွေစီကကျုပ်တို့နေရောက်ကတရောင်ငါးပြမိုက်ကြီးခွဲကြတာဗျဇိုးရရင်တော့အနိုင်ကျင့်တာပေါ့ဗျာကလေးတွေဆိုတာကလည်းကျုပ်တို့ကိုကြောက်တော့ဖုံးကြီးကိုပဲရှောင်ရင်းပါလေဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့နေရောက်ကအရိုက်ခံပြီးဖုံးကြီးကိုရှောက်တဲ့ကောင်ကျုပ်တို့ကကြိတ်ပြီးပြန်လွယ်ကြတာဟုတ်ဗျကျုပ်တို့နေရောက်ကလည်းနှစ်ကိုတစ်စိတ်ဖြစ်ရင်အတူတူခံဖို့အစဉ်နေမယ်အဲဒီနေ့မှာတော့ဒေါ်ပုံဆိုတဲ့ကောင်ကြောင့်ကျုပ်တို့ပြဿနာတဲရတယ်ဗျ သူကဈေးနေတိုင်းចောင်းသားတွေရတဲ့မိုးဘိုးတွေကတယောက်ကို၅ပြားမဖြစ်မနေပေးရကြောင်းမပေးရင်အတွေ့ခံရကြောင်းသူ့မိဘတွေကိုငိုလိုပြီးပြောပြတယ်ဆိုပဲဒေါ်ပုံဆိုတဲ့အတိုင်းဒီကောင်ကလည်းဒေါ်စာကြီးတဲ့အကောင်ပါဗျာအားလားကြောင့်သူ့နာမည်မင်းဆွေပြောက်ပြီးတော့ဒေါ်ပုံလို့နာမည်ဖြစ်လာခဲ့ရတာဒေါ်ပုံမွေးလိုက်တဲ့မိကြောင်သူ့မိဘတွေမခံမရနိုင်ဖြစ်ပြီးတော့ဖုံးတော်ကြီးကြောင့်လာလျှောက်ပါလေရောဗျို့ရှိသည်မြចောင်းသား၄၅၀တန်းစီပြီးဆင်းပြီးတော့အားလုံးကလည်းဟုတ်မှန်ကြောင့်ဝန်ခံကြမန်လဲမန်နေတာဟုတ်ဗျကျုပ်တို့နေအောင်ပေါင်းပြီးနိုင်နိုင်ချင်းခဲ့ကြတာဟုတ် ဟောအခုတော့ဂူးပေါ်သလိုပေါ်လာပြီပေါ့ဗျာအဲဒီမှာဖုန်းတော်ကြီးရဲ့မျက်နှာကနဖူးကြောကြီးရထောင်းပြီးနေရလာတယ်ဗျာမလုပ်တယ်လို့ထင်တယ်တင်ရန်လန်းတဲ့ဂျိန်ွယ်တိုင်းကိုဓာတ်နဲ့ခုတ်ပြပြီးအလောတော်ခုတ်ပြပြီးပုံလိုက်တာဂျိန်ရဲ့အတော်ရတယ်ဗျာငါတို့ဒီဂျိန်နဲ့စော်တော့မယ်ဆိုတာအလိုလိုသိလိုက်တယ်စော်မာတော်မှဂျိန်နှင်းကိုအောင်စော်မယ်ထင်တယ်လို့တွေးပြီးတော့ကျုပ်ကဖိုးတွေကိုတထောင်နဲ့တုတ်ပြီးမျက်နှာကြီးမျက်နှာကြီးပြလိုက်တယ်ဗျာပြေးကြစို့ပေါ့ဗျာ အဲဒီမှာကျုပ်တို့နှစ်ယောက်ကမြေမေချီပြပြီးတပြိုင်နက်လှက်ခနဲ့ထပြေးကြတော့တာပဲဘေးနိုင်မလွတ်တော့မှလေကျုပ်တို့အပြစ်ကလည်းအတော်ကြီးတာဟိုဗျနောက်ကြတဲ့6တက်စပောက်ဆိုပြီးတော့နောက်ကြောင်းမလဲစရန်ပြေးလိုက်ကြတာတော့ခရဲရကြံငင်းတွေဒီရောက်မှကြံငင်းတွေတဲ့ဝင်ပြီးကြံစုံရင်အမောပြေနိုင်ကြအဲဒီကြတော့လေလွတ်လပ်ပေါ်ပါတော့ရီမောလိုက်ကြတာအတော်ပြောတရားကောင်းနေဗျာမိဘတွေကလည်းမှန်ကြောင်းပုံတော်ကြီးကြောင့်သိနေတော့ပြဲမပို့ပါဘူးဒီလိုနဲ့တန်းကြောင်းသားတွေဖြစ်လာကြဗျာနဲ့အဲ့ဒီတန်းကြောင်းမှာကြတော့ကျုပ်တို့နှစ်ယောက်ကတလိုင်းကြောင်းသွားကြဗျာနဲ့ဗျာ အလာကကျုပ်တို့နှစ်ယောက်ကတက်ညီလက်ညီကောင်းမလေးပြီးစကြတာလေလူနောက်ဒူပြောင်နေဖြစ်လာပြန်နေဗျာဖိုးတင်နေစိုးပေးဆိုတာကဆရာဆံမတွေရဲ့မျက်စီစပမွေစူးစရာဖြစ်လာပြန်နေဖိုးရင်းကျောင်းသားဇိုက်ကဖျောက်လို့မမေးရတာတခုမလောက်ရရင်တခုလောက်ချင်တာလေရရရွယ်လူကောင်းမလေးတွေချင်မဲ့ဖြစ်လာရမြန်တာဗောစားလိုက်နောက်လိုက်တာလဲတမျိုးပြီးတမျိုးမယိုးရအောင်နောက်ပြောင်ကြဒီလိုနဲ့ဆံမေဘွားတပုံးပုံးကြပြီရှစ်တန်းတော်မောင်းလိုက်ဘူးကျုပ်တို့လူရောဖြစ်ပြီးကျောင်းကထွက်ခဲ့ရတာကလားဗျာ လူမျိုးဖြစ်ပြန်တော့လေကျုပ်တို့နှစ်ယောက်ကလင်မယားထက်တောင်ချစ်ကြတာလက်တွဲမဖြူစတဲ့ပူရီကြတေကြပြန်တော့တာပါပဲပူရီလို့တေလို့ဝါမဖိုးတေကမပြားကြီးနဲ့အိမ်တော်ကြကျုပ်ကမအောသာနဲ့အိမ်တော်ကြရဲ့လေအာဒါလည်းကျုပ်တို့နှစ်ယောက်ကလက်တွဲမဖြူသေးဘူးငယ်မူငယ်သွေးတွေကမကုံသေးဘူးလေကျုံမင်းမကဩသာဆိုတဲ့အတိုင်းကျုပ်ကိုအရင်ဩသာပေးတယ်အဲ့တော့ကျုပ်ကမဩသာရဲ့ဩသာကိုလက်ခံရဲ့ဒါကိုဖိုးတေကဆွတ်ဆွတ်ကောင်ခံမြင်တယ် မိမဆိုတာအိမ်တော်ဦးသေးရဲ့ဩဇာအာဏာကိုသာလက်ခံရမှာမိမရဲ့ဩဇာအာဏာကိုလက်ခံရင်အဲ့ဒါယောက်ျားစစ်စစ်ကမိမဖြစ်သွားပြီဘာညာပေါ့ဗျာကျုပ်ကိုအမြင်နာအောင်ပြောရဲနေနေပေါ့ဗျာဘယ်တက်နိုင်ပါလဲဘွာဘေးအချိန်ကြီးကကြာရမှာပျော်ပန်းရတော့မှာပဲမဟုတ်လားဗျာအဲဒီလိုနဲ့ကျုပ်တို့ကြီးပြင်းလာလိုက်ကြတာအသက်40ကျော်အရွယ်ရောက်စာပြုတ်လာတယ်ကျုပ်တို့ကတော့ကောင်းတိုင်းပဲဇိုးတိုင်းပဲတငယ်ချင်းကောင်းပြီးသားဆိုရင်တစ္ဆာလက်တွဲနေစေပါပဲဗျာတာသမီးတွေတော့ပွားစည်းနေကြပြီအရွယ်တွေလည်းရောက်ခဲ့ကြပါပြီဗျာအဲဒါနဲ့ပြောရအောင်မယ်ကျုပ်နဲ့ဘိုးတွေမှာကွာခြားချက်လေးရှိရဲ့ကြာ အာရာကဖိုးတွေတို့ကလဲမီတော်တော်များများပိုင်နေတောင်သူကြီးစင်းရင်မှာသူတို့ပါတယ်သူ့ဘေဥပအောင်ဆုံးတော့ဂုံမင်းရွာအနောက်ဘက်ကဆယ်ရေကကြော်ကြော်ရှိရဲ့လဲမီတွေကိုသူ့ရဲ့ခွဲတန်းအမွေရတာတော့တောင်သူကြီးစင်းရင်မွေပေမဲ့ဆယ်ရေကဆိုတာနဲနာမဲ့လို့လားဗျာအဲ့ဒီလဲွက်ကြီးရဲ့အလဲမှာတရေကားလောက်ရှိခဲ့တရေဥရင်ရှိခဲ့လဲတဲ့ရှိရဲ့ရေတွင်းရှိရဲ့လဲတဲ့ဆိုလို့တဲမတင်နဲ့ဂျုံးနိုင်ကြီးတွေနဲ့ခိုင်ခိုင်မာမာဆောက်ထားတဲ့အိမ်မြအောက်ထပ်မှာနွားတွေထားတဲ့တီးပင်စားမယ့်လေးတွေနဲ့ဆိုတော့နေချင်းစွဲဆိုပါတော့ သူတို့မောင်နှမ၅ရောက်အမွေခွဲတဲ့နေရာမှာအဲ့ဒီတရက်ဦးရင်နဲ့လင်းမီတွေရထားပြီးရတော့ကိုတေကအိမ်မှာတိတ်မနေတော့ဘဲနဲ့လေထဲမှာပဲအနေများတယ်တယောက်ကကြတော့သူ့လောက်လင်းမီမပိုင်ဆိုင်ပါဘူးဗျာလေလေးသုံးကြီးကပဲရှိကြပါကျုပ်မှာကျွဲတရှင်းနဲ့လှဲတစင်းပဲပိုင်တာပါဝမ်းသာစပါပူရက်ပြီးရောင်းချနိုင်တဲ့အဆင့်ရှိတော့ကမပူကမပင်ရလို့ဆိုရနိုင်ပါတယ်မဟောသာကလည်းအတုံးဆွဲစီသလားမမိနဲ့အဲ့ဒါကြောင့်လဲမိသားစုမပူကမပင်ရနေနိုင်တာပါဗျာ အလုံးမရှိခဲ့နေလှဲတိုက်လိုက်ရတဲ့နေ့ဒီမှာပြောဖိုးတရဲ့လေဘွက်မှာကျုပ်ရဲ့ကျွဲစီသွားကြောင်းရင်နဲ့ဖိုးတင်နဲ့စကားဖောင်ဖွဲ့ပြတယ်ဗျာဒါဆိုရင်ကျုပ်တို့နှစ်ယောက်ကဖုံးကြီးကျောင်းသားဘွက်မှန်ကျောင်းကိုပြန်ရောက်လိုက်တန်းကျောင်းရှိရာဂျားကျောင်းကိုပြန်ရောက်လိုက်ရင်တော်ဟာဒါဟာပျော်စရာကြီးကိုဖြစ်လို့ဗျအဲဒီနေ့မှတော့သူ့ရဲ့ရိုးပြက်တွေရှိရဲ့လေတွေတဲ့ကျွဲနှကောင်လွှတ်ထားပြီးတော့ဖိုးတင်နဲ့စကားဖောင်ဖွဲ့ဖို့တရဲ့ဥယင်စီသွားတဲ့ခါမှာရေရင်းနားမှာဖိုးတင်လဲနေတာကိုတွေ့ရတာပါပဲကျုံလဲချက်ချင်းကောက်ပွေပြီးတော့အနီးနားမှာရှိတဲ့သူ့ဝင်စီတဲခဲ့ပါတယ်ဗျာအသက်ကတော့မသေးသေးပါဘူး အနီးနားမှာလည်းဘသူမှမရှိတာနဲ့ကျုပ်လည်းအတင်းလို့ပြီးတော့ဖိုးတွေဖိုးတွေတန်ငယ်ကြီးဘာဖြစ်တာလဲကွာငါမင်းရဲ့တန်ငယ်ကြီးစိုးပေလေလို့អော်ပြောတော့မျက်စိမနှဲဖွင့်ကြည့်ပြီးတော့အာလေးရှာနေနဲ့ငါ့ကိုမွေပွေးမွေပွေးလို့ပဲပြောနိုင်ပါတယ်ဒါနဲ့ကျုပ်ကလည်းဖြစ်ရလေတန်ငယ်ချင်းဟာဆိုပြီးသူ့ခြေထောက်ကြည့်လိုက်တော့သွေးဆိုပြီးခြောက်နေတဲ့မွေဆွေရနှစ်ခုကိုတွေ့ရတာပါပဲအချိန်နောက်ကျသွားပြီဆိုတာကျွန်တော်သိလိုက်တယ်အချိန်အတန်ကြာခဲ့ပြီနေမှာပါဗျာဟိုးတွေတတိမရှိတော့ပါဘူးအသက်ကိုတော့ခက်ခဲစွာရှူနေပါသေးတယ်ဗျာဒါနဲ့ကျုပ်ကရွာကိုပြေးပြီးပြောရပါတယ် တို့မိသားစုတွေအိမ်နီးချင်းတွေအိုရပါရမပြေဘူးတမဲလာခဲ့ကြပေမဲ့ဖိုးတရဲ့အသက်ကိုမမီလိုက်ကြတော့ပါဘူးဗျာကျုပ်ဆိုရုတ်တရက်ဒီအခုလိုခွဲသွားတော့ယောက်ျားတန်မဲ့အော်ပြီးငိုပလိုက်ပြီအခြေဆုံးတန်ငယ်ချင်းဆိုတဲ့တန်ရောပြန်အတော်ကြီးရပါလားဗျာတကယ်ပါတတော်နဲ့မဖြေသိမ့်နိုင်ခဲ့ဘူးတကယ်တော့အနီးမှာအဖော်သေးမရှိဘဲနဲ့တော်တဲ့တယောက်တည်းနေတဲ့အပြေးလိုပဲဆိုရမှာပါဖိုးဒီရုတ်တရက်ကြီးဆုံးသွားတဲ့အခါမှာတာကြီးဖြစ်တဲ့ဖိုးပြင်တုံးကဖခင်ရဲ့အယိုက်ရာလေတော့အိမ်ကြီးမှာလာနေရတယ် အိမ်ကပြစ်ထားလို့မရဘူးလေ။ဟိုခွက်ပကံအဲ့ရအိတ်ခင်းအပြည့်အစုံလူအမြင်နေတဲ့အိမ်လိုရှိနေတကပြစ်ထားလို့မရဘူးလို့ဆိုရမှာပေါ့။ခိုးပြေတုံနဲ့မင်းကတက်မောင်းနေဗျ။ဒါပေမဲ့အပြင်းတူတဲ့နေရာမှာပုံမြင်တဲ့ကငပြင်းရင်ထက်တောင်ပြင်းလို့လို့လူတွေကနာမည်ပြောင်ပြင်းထုံလို့ခေါ်ကြတာပါ။ပြင်းုံဆိုတော့ပါသေးရဲ့။ထုံကလည်းထုံသေးဆိုတော့နာမည်နဲ့သူအတော်လိုက်ဖက်တာပါ။သူကအိမ်မှာအကိုကြီးပါ။သူ့မှာညီမနှစ်ယောက်ရှိရဲ့။ဒီတော့အကိုကြီးတော့ဘာအရာဖြစ်ခဲ့ခြင်းပေါ့။ခိုးပြင်းထုံဘလောက်ပြင်းလဲဆိုရင် မိုးရံဒီစပန်းဆိုင်ကာလမှာလယ်တွေအပြည့်ဆိုင်ထားတဲ့အချိန်ဆိုရင်သူ့အဖေဖိုးတေကနွားတွေအိမ်မှာပို့ထားပြီးတော့ခိုးပြင်းတော်လွတ်ရစကြက်တွေမှာကြောင်းခိုင်းရအဲ့ဒီကမှနွားတွေကိုဂျိုးငါးချောင်းဆက်ပြီးတော့ချီးပြီးတော့အိမ်ကထွက်လာတာပါပဲစဉ်းစားလာကြည့်တိုးတစ်ချောင်းကို၁၀တောင်ရှိတယ်ငါးချောင်းဆိုတော့အတောင်90ရှိအိမ်ကဂျိုးတန်းလန်းနဲ့ထွက်တဲ့နွားကဂျိုးကအတော်နဲ့မစုံနိုင်ဘူးအတောင်90ပြည့်မှာဂျိုးကအိမ်ဝိုင်းနဲ့လွတ်လေကြီးရ ဘာလို့အဲ့လိုလုပ်တာလဲဆိုတော့စကြက်ရောက်ရင်နွားတွေကိုကျိုးရှည်ရင်းနဲ့လန်ထားလိုက်တာပါပဲအဲ့ဒီအတောင်90ပတ်လည်မှာမြက်တွေစားနိုင်ရင်ဒေတော့တမားဆိုင်ကင်းဝင်စားရင်ရိုက်မောင်းရမှာလို့တခြားစီထွက်သွားပြီးနွားပြောင်သွားလို့မပူရတော့ဘူးခိုးပြင်းတောင်ကတော့တည့်ရိတ်ကောင်းကောင်းမှာတခေါက်ခေါက်နဲ့အိတ်တော့တာပါပဲအချိန်တိုင်းကျိုးတွေဖြုတ်ပြီးနွားပြန်သွင်းနေရှိရပါပဲအဲခိုးပြင်းတောင်နွားတွေသွင်းလာပြီးဆိုလိုတာ10တောင်ကျိုး90ရှိတဲ့ကျိုးရှည်ကြီးတန်လန်တန်လန်နဲ့အဲ့ဒီကျိုးတွေမင်းမီအောင်ရှောင်ရရတာလေတရုတ်ကဗျဒါကသူ့ရဲ့ပုံသေးပဲသူ့ရဲ့နွားเจ้าကြီးပေါ့ ကျောင်းစာသားမတော်တာဒီကောင်ကလူသက်တောင်ဘယ်လိုလုပ်ရမလဲဆိုတော့ရွှေညံတော့ပြေးတယ်ဗျဒီကောင်ကဒီလောက်ဒီပြင်းတာဗျရွာမှာနာမည်ကြီးအပြင်းကြီးမြိုင်ပရမရမယ်ကောင်မဟုတ်ဗျာသူ့ဘေးကတေလို့နာမည်ကြီးတာသူကပြင်းလို့နာမည်ကြီးတာဘာပဲဖြစ်ဖြစ်ပေါ့လေသူ့ခင်းနဲ့သူ့ကသူလည်းနာမည်တစ်လုံးနဲ့နေတဲ့ကောင်ပေါ့အဲ့ဒီလောက်ပြင်းတဲ့ကောင်ကမမျော်လင့်မဲနဲ့သူ့ဘေးအရရာကိုဆက်ခံရတော့တာပဲဗျာအင်းဒါကလည်းသူ့အကြောင်းနဲ့သူပေါ့လေငပြင်းရေငပြောသီးရေဆိုလို့ရှိရင်တော့အခွန်နွားပြီးသားလို့ပြန်မေးတဲ့ကောင်မျိုးကလေစေကကြော်ကြော်ရဲ့ဦးစီးဖြစ်လာတော့သူ့အစာကျုပ်ရင်လင်းမိတာအမှန်ပေါ့ ကျုပ်ကဖိုးတီအကွက်မှာကျွဲချောင်းနေကြဆိုတော့လေရိုးပြန်တော့မှာကျွဲတွေလွတ်ပြီးတော့လေကွင်းကြီးရဲ့အလဲမှာရှိရတရက်ဥဝင်ကြီးကနေထိုင်းပြီးတော့ကျွဲတွေကိုကြည့်နေမိတယ်။အကြည့်လို့မရဘူးလေ။ကျွဲထီးတွေဆိုတာကသစိမ်းကျွဲထီးကိုမြင်တာနဲ့ဆောင်းပြီးတော့ပြစ်ခတ်ကြတော့တာ။အမှန်တော့စကြက်လူတာပေါ့လေ။အဲဒီလိုမဖြစ်ရလေအောင်မျက်ကြည်မပြတ်ကြည့်နေမှာတော်ယုံကြတာ။ကျွဲတွေခတ်ကြပြီဆိုရင်မိကုံရံကုံခတ်ကြတာဆိုတော့နိုင်နေကျွဲအောင်ရှုံးနေကျွဲပါအားကုန်ပြီးတော့နှုံထွက်သွားတာပဲ။ဒါဆိုရင်ခိုင်းတဲ့နေရာမှာတဘိုးသိမ့်မကောင်းကျင်တော့ဘူး။ပြီးတော့ကျွဲတွေကိုမခတ်ခင်ရဒါနိုင်မှာတော်ယုံကြတာ။ ခတ်ပြီဆိုလို့ကတော့အနာမကန်းနေတော့တခင်တော့ဘာတော့ညာတော့နားမလဲတော့မဲမဲမြည်ကျုံခတ်ကြတော့တာအားဒါကြောင့်အချားကျွဲတွေဝင်လာရင်တားနေအောင်စောင့်ကြည့်နေခြင်းပေါ့အဲ့ဒီလိုကြည့်နေရဆိုရင်မဲ့အဟန်းအဟန်းဆိုတဲ့ချောင်းရံတန်ကြားလိုက်တဲ့ကျုံနည်းနည်းဖြုံသွားသလိုပဲဒါဖိုးပြေထုံဝင်အတန်မဟုတ်ဘူးဗျကျုံနဲ့တသက်လုံးတွဲလာခဲ့တဲ့ဖိုးတည်းရဲ့ချောင်းရံတန်ဒါပေမဲ့ဒီကောင်ကသေးပြီးနေပြီပဲဘလို့ဖြစ်တာပါလေဆိုပြီးကြည့်လိုက်တော့အိမ်ပေါ်ကစိမ့်လာတဲ့ဖိုးတည်းကိုအမှန်တကယ်မြင်နေရပါတယ်ကျုံအန်ရောမဆုံးဖြစ်နေတာပေါ့အောင်မယ်ဒီကောင်ကကျုပ်စီလာနေပါဗောလား ဒီကောင်သေးပြီးပါပြီသူ့လောင်းကိုကြုတ်ကိုတိုင်ပြန်ကပြေးတင်းချိုင်းမှာမြုပ်ပေးခဲ့တာလေအဲဒီတော့ကတငယ်ချင်းဘိုးတွေမင်းငါ့ကိုအခုလိုရုတ်တရက်ကြီးခွဲသွားတော့ငါအရင်စိတ်မကောင်းပါဘူးတငယ်ချင်းကငါမင်းကိုနှုတ်ဆက်ပါတယ်လို့ပြောပြီးယောက်ျားရင်မာကြီးဆိုပေမဲ့မျက်ရည်ကကျခဲ့သေးတာဗျဟုတ်တယ်ဗျအခုဒီကောင်ကိုခွဲရမှာမျက်ရည်ကျမဟောစာသေးရင်တော့မျက်ရည်ကကျခြင်းမှာကျမှာကူတော့ဒီကောင်ကမသေးပဲကြုတ်စီလာနေပါဘောလားတုတ်တကူလုံးတောင်းလိုလိုကြီးဖြစ်နေရတယ်ဗျာအနားရောက်တော့ဟဲ့အောင်စိုးပြီးမင်းကအချိန်မဲမှာပဲလားကွာလို့နှုတ်ဆက်ဒါပေမဲ့မပြုံးမရီခက်တတီပုံစံနဲ့ပါဗျာအဝယ်စားတော့ခန်းလွန်းလွန်းပါပဲ အေးလို့ကွာအခုလဲတိုက်အလုံးမရှိတော့မမှန်လာနိုင်တာပေါ့ကွာဒါတဲ့ဖိုးတွေမစ်သေးလို့မင်းလောင်းကိုငါကိုယ်တိုင်ပြန်ကပေးသိမ်းတိုင်းမှာဦးစီးပြီးမြုပ်ပေးခဲ့တာကွာအဲ့ဒါမင်းကဘလို့ပြန်ရှင်းလာတာလဲလို့တန်တော်ကြီးမေးတော့အေးလေလူဖိုးတွေကတော့ဒေပြီးပြီပေါ့ကွာကူကကကြက်ဖိုးတွေလေကွာငါလယ်မြေွက်တွေရှိရမှာငါပြန်လာပြီးနေတာပေါ့ကွာဒါကငါကွက်တွေလေမင်းနဲ့တီးတန်းနဲ့စိုးပေးရလို့ပြောတော့အော်ဖိုးတွေကြက်လို့ခေါ်ကြတဲ့ပိတ်တာဖြစ်နေပါဘောလားလို့စိတ်ထဲကတိတ်လိုက်တယ်ဆိုရင်ပဲကြက်သိမ်းမွင်းကြီးနေဖြန့်နေထားပြီးအသည့်စိတ်ပြန်ဝင်လာခဲ့တာပေါ့ ဒီကြမှာအိမ်မက်မက်နေတာပါလားလို့သိလိုက်အဲ့ဒီမှာသူ့တွေးနေမိရဲ့ဗျဖိုးတရသူ့အကွက်မှာအမှန်တကယ်ကြက်ဖြစ်နေရလားဒါမှမဟုတ်စွဲလန်းလို့မက်နေတာလားပေါ့လေအင်းဒီကောင်သူ့လေတော့သူ့တရဦးရင်သူ့အိမ်ကိုအလွန်မြန်လို့လားဒီတော့ဖြစ်နိုင်ချေရှိတယ်လို့လည်းတွေးမိပြန်ပါရဲ့တိုးမောင်နဲ့တိုးအောင်ဆိုတာကကြုတ်ကျွဲကြီးမကောင်ပေါ့ကျုပ်ရဲ့လက်ယုံးဒီဘက်မှာအားထားရတဲ့ကျွဲတစ်ချင်းပါလိန်မာတယ်ဗလာကောင်းတယ်ကျမ်းမာတန်ဆွမ်းတယ်လူစကားကလည်းနားလေသေးတယ် ဒီတော့ကျွဲเจ้าရဲ့ကျုပ်ကပြစ်မထားဘူးလေအရေးတကြီးကြီးเจ้าတာဗျအချိန်တိုင်းဖိုးတွေလေတော့တရက်ဦးဝင်ရဲ့အလဲမှာရှိတဲ့အုပ်ရည်တွင်ကရင်ငင်းပြီးတော့ကျွဲတွေကိုချိုးပီးနေကြရေတွင်အလွန်မှာတော့စီးကြနေတဲ့ရေအောင်ကအိမ်ဖြစ်နေတော့အဲ့ဒီအိမ်မှာပဲကျွဲတွေကလူဝင်နေကျွဲလူအိမ်ဖြစ်နေတာဗောကျွဲတွေအတွက်လည်းအလွန်အဆင်ပြေတာဗောဒါနဲ့ကျုပ်ကဘာရင်မဟုတ်ပါဘူးလေကွက်တဲ့မျက်တွေစားနေတဲ့ကျွဲတွေကိုတရက်ပင်တမင်ပေါ်တက်ပြီးတော့အရေးကောင်းတဲ့တရက်ကိုင်းတကိုင်းပေါ်ထိုင်ပြီးတော့ကြည့်နေမိအဲ့ဒီကမှာအိမ်မက်တဲကကြက်ဖိုးတွေကိုပြေးပြီးတတိယမိတယ်ဗျ ဒီကောင်တကယ်မင်းချက်ဖြစ်နေတာလားမသိပါဘူးဆိုတဲ့အတွေ့အကြုံလည်းဝင်လာမိတာပေါ့ဗျာဒါနဲ့ကျုပ်ကလည်းဟဲ့ရောက်ဖို့တင်မင်းတကယ်ချက်ဖြစ်နေတာဆိုရင်ငါ့ကိုမင်းအစွန်းပြသန်းပါကွာလို့ခက်ကြည့်ကြည့်ပြောလိုက်မိအဲဗျာမကြလိုက်ပါဘူးတရက်ပင်ရတိတ်ငနဲ့တိတ်ငနဲ့ဖြစ်သွားပြီးကျုပ်ထိုင်နေတဲ့တရက်ကတော့လှောက်ခါတော့တာပဲဗျို့လေမတိုက်ပါမတိုက်နဲ့တရက်ကိုင်းကြီးကအထက်အောက်ခါနေပါလေရောကျုပ်ဆိုတဲ့ကောင်ကလည်းဘာရမလဲမကြနိုင်အောင်ခိုင်းငယ်တွေကိုအမြဲတမ်းစုပ်ကင်ထားတာပေါ့ခလေးဘွားတရက်ကိုင်းမကြီးကိုင်းကို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 င်းစီစီလို့တင်းကြီးကြီးနေပေါ့ဗျာ အဲ့ဒီမှာပဲကျုပ်ကသဘောကျပြီးတော့ဖင်းရောင်ဖိုးတယ်ငါစိုးပေပါကွာခက်စင်းညံလွှဲတယ်မှာဟာဟာငါတို့ဘုံကြီးចောင်းသားတော်ကဒါမျိုးတွေစီးကြတယ်ရိုးနေပါပြီကွာဟင်းရောင်ကစိုးပေကိုဒီလိုလုပ်လို့မရပါဘူးကွာလွှဲတယ်မှာဟာဟာခက်စင်းလေးလွှဲတယ်မှာဆိုတော့ဘုံတိုင်းကြသလိုဝုံတိုင်းချင်းအောင်လွှဲတော့တာပဲဗျို့ကျုပ်ကလည်းမိမိရဲ့ရကိုင်းတော့သူဘလောက်လွှဲလဲဘလောက်ခါခါဘာမှမဖြစ်ဘူးလေဖိုးတယ်မင်းလည်းငါကြောင်းကိုတီးသားနေကွာစိုးပေကိုဒီလိုလုပ်လို့ရရဲ့လားဟာဟာမင်းတနေဝင်လွှဲနေငါတနေဝင်စီးနေမှာကွာမင်းလည်းကြက်ဖိုးတယ်ငါလည်းလူစိုးပေပါကွာလို့ပြောလိုက်တော့ လွဲတာခါတာချက်ချင်းရက်သွားပြီးငြိမ်သွားပါတယ်ဗျို့ဒါနဲ့ကျုပ်ကလည်းဟဲ့အောင်ဖိုးတွေအစိုးပေကိုလက်လံသွားပြီလားလို့ပြောရင်းနဲ့ကျွဲတွေရှိရအောင်လန့်ကြည့်လိုက်တော့တိုးမောင်ကောင်းငွေကိုကြည့်ပြီးဆိုင်ဆိုင်ကြီးမလုံးမရှိရက်နေတာတွေ့ရတယ်ဗျဒီလိုပုံစံကျွဲတိတကောင်ကကျွဲမတကောင်ကိုတွေ့ပြီးမိတ်လိုက်မယ်အလုံးမှာနဲရှုပ်ပြီးတော့ကောင်းငွေကိုဒီလိုမော့နေတဲ့တာထုံးတယ်ပေါ့ဗျာကျုပ်တို့ကလေးရောကဒီလိုလှုပ်တာကိုမိုးနှက်တင်တယ်လို့ခေါ်ကြအမှန်တကယ်တော့မိတ်မလိုက်မီခံစားနေတာပေါ့ဗျာကျုပ်ကတိုးမောင်အသေးစားကြည့်နေမိအနည်းနာမှာကျွဲမကလည်းမရှိဘဲနဲ့ဘာလို့နှာခေါင်းလိုက်ပြီးမိုးနှက်တင်နေတာလဲပေါ့ ဧကန္တဒါမယိုးသားဘူးဆိုပြီးတရက်ပင်ပေါ်ကနေဒုံဆိုင်ပြီးတိုးမောင်ကြီးပြေးရတိုးအောင်ကတော့သူ့အနေနဲ့သူမျက်စားနေရပါပဲကျုပ်ကတိုးမောင်ရဲ့တင်မကိုလက်နဲ့ရိုက်ပြီးတော့ဟဲ့အောင်တိုးမောင်ဝါဖြစ်နေရတယ်လို့မေးတော့ကျွဲတိုးမောင်ကကောင်းကင်ကိုမျက်တော်မကန်နှာခေါင်းကြီးလမ်းပြီးမော့ကြည့်မယ်ကြည့်နေလိုက်ကျုပ်ကြီးတိရုပ်ချထားသလိုတော့အောင်မရလောက်ငိမ့်တက်နေတာဗျဒါဆိုရင်တေချာသွားပြီးဟိုကောင်ဖိုးတေဆိုတဲ့ကြက်ကင်တန်းတာနေမှာဆိုပြီးကျွဲကြီးလုံအောင်ဘလို့လှုပ်လို့မင်းရခဲ့ ကြက်ဆိုတာကလည်းကျွဲကိုသေးသေးလေးတချို့ကြက်တွေလုတ်တဲ့ကြောင်းသိကြတဲ့ကျုပ်ကတိုးမောင်သေးသွားမှာတော့လုံးဝမလိုတော့ဘူးလေဒီတော့ကျုပ်ကတိုးမောင်ကြက်ကင်ကြီးကနေလွတ်မြောက်အောင်ထုံးစံနိုင်ကြက်စာကျွေးဖို့ခရီးပြုတ်လိုက်ရတာပေါ့ကဲဖိုးတီမင်းတို့ငါကြက်ဖို့ကြက်မအစုံနဲ့ကြက်စာလာကျွေးပါမယ်ကွာငါအခုပြန်ပြီးစီစဉ်မယ်မင်းငါကျွဲလေးကြည့်ကြောင်းထားပြပါကွာတိုးမောင်လည်းအစာသားပါသေးကွာမနှစ်ပိုင်းခိုင်းနေရရှိတယ်ကွာလို့ပြောပြီးအိမ်ကိုဒုံးဆိုင်ပြန်လာပြီးကကြက်စာကျွေးရတဲ့ဥဖိုးကိုခေါ်ပြီးကြက်ဖို့ကြက်မရှာပြီးစီစဉ်ရတာပေါ့ကလာသားကြက်ခတ်တွက်ချက်ပြီးဥဖိုးနဲ့ကြက်စာလာကျွေးရတာပေါ့ အဲဒီမှာကြက်ဖိုးတွေကိုတငငယ်ချင်းပြောလုံးဝမပြောရပါဘူးကျုပ်တို့ကြက်စာကြွေးဖို့ရောက်တော့တိုးမောင်မျက်စားနေပါပြီဗျာကျုပ်ပြန်သွားကလေးကလှုပ်ပေးလိုက်ရန်ရှိပါတယ်တကယ်တော့ကျုပ်ကိုကြက်ကတဘာမြလိုက်ခြင်းပေါ့ငါ့ကိုဗာမက်နေတယ်ငါလုံနိုင်တယ်လှုပ်လို့ရတယ်ဆိုတာမျက်မြင်လက်တွေ့ပြလိုက်ခြင်းပေါ့ဗျာအေးဗျာဘဝချင်းမှမတူတော့တာသွေးလည်းမတူတော့သွေးကွဲသွားပြီလေလူတွေတော့အလိုပခုံးပက်နေလို့ရတော့တယ်ဘဝဒီမှာမဟုတ်တာမဟုတ်ဘူးလားဗျာဒီတော့သူ့အစွမ်းစာလေးကိုလည်းပြချင်းဆမ်းပါပေါ့အပြစ်တော့မဟုတ်ပါဘူးကျုပ်နားလေခွင့်လို့ပါတယ်ဗျာမြစ်တာမပြက်ပါဘူး ဟိုးပြင်းုံပြင်းမုံပြင်းဒီတီကာဖွဲရရင်ဖွဲလို့ကုန်းနိုင်မှာမထင်ဘူးဗျအဝက်ဆိုရင်လည်းကြီးညော်ထထနဲ့ညက်ပန်နေလိုက်တာဝတ်ပြီးဆိုကလေးကမချွတ်တော့ဘူးဗျစုံမှပြက်မှဝတ်မဖြစ်တော့မှချွတ်တော့တာအဲ့ဒါတော့မှရက်တော်ကြမှာဆက်ပြမတိုင်းဘာမတိုင်းနေရေတော့ချိုးပါရဲ့သူချိုးတာကလည်းကြီးနူးသလိုဖြစ်နေတာဗျသူကကြီးညော်ကင်းစင်ဖို့ချိုးတာမဟုတ်ဘူးလွေရာဒီပူလုံးလို့အပူတက်တောင်ချိုးတာတော်တဲ့လေထဲမှာတက်ရောက်တဲ့လာနေတော့ပူတော်ဆိုးလာသေးတယ်ပြင်းကျင်နေပြင်းနေတာပေါ့လေ အိမ်မှာတော့သူ့ရဲ့ညီမမေရင်နဲ့မေတင်တို့အတင်းကျပ်တိုက်တုံးလုံးလို့နားဘူးတက်တောင်ချိုးတာတော်တယ်တယောက်တည်းနေတဲ့အခါမှာတော့ဖိုးပြင်းတော့ဆက်ရှိလက်ရှိအတကုံပြင်းဝင်ရသွားတယ်လွတ်လပ်စားပြင်းဝင်ရသွားတယ်ဆိုရင်မမပါဘူးဘယ်ဘောကဘယ်ပါရမီကြောင့်အခုလောက်ပြင်းမဲ့မသိပါဘူးဗျာဖိုးပြင်းတော့ဘိုင်းချက်လဲလို့တခါတည်းကမေ့ကြည့်တဲ့အခါမှာတပ်ဗေတူပေါ့ဗျာလို့ပြန်ဖြေလေးရှိဒါနဲ့တပ်ဗေတူဟင်းဆိုတာဘာမျိုးပါလဲပေါ့ကြားမှမကြားဘူးလား အဲ့ဒါကြောင့်သူ့တပ်ဗီတူဆိုတာဘာပါလဲဆိုဝင်မိဘူးတဲ့ဝင်ပြီးအိုးတွေလန်းကြည့်လိုက်တော့ဘယ်အိုးမှမဟင်းမရှိတာနဲ့ထမင်းအိုးကိုလန်းကြည့်လိုက်ကြတယ်တပ်ဗီတူဆိုတာကသဘောပေါက်သွားတော့ပါလေသူ့ရဲ့တပ်ဗီတူကထမင်းအိုးတွေကိုစံထည့်ရေထည့်ပြီးဟင်းချက်စရာတွေပါအကုန်လုံးထည့်ပြီးဝက်စာကျိုးသူလို့ကြိုချက်ထားတာဟုတ်ဗျခေအောင်မြဲတော့မင်းကထမင်းရောဟင်းရောဝက်စာကျိုးသူလို့ရောကျိုးထားတာဘယ်ဟာလာစားလို့ကောင်းမလဲကွာမင်းရဲ့တပ်ဗီတူကလူစားနဲ့မတူပဲဝက်စာနဲ့တူနေတာဟာအိုးဗျာလေးဆိုးပေးရတယ်လူတွေတမင်းနေရင်တွေအလီလီလာလာချက်ပြုတ်ကြရတာဘလောက်ပင်မဲ ဟာဒါကတော့စကောင်လောက်ကြတာဗောဟာကဲဗျာသမင်းနဲ့ဟင်းတွေစပြီပါပြီလေအဲ့ဒီသမင်းဟင်းတွေကဘိုက်တင်းမှာအပြင်မှာလို့တီးတန့်နေကြတာမဟုတ်ဘူးလေအကုန်လုံးရော့ကုန်ကြဟာဒါကထုံးစံလေးဟာလီးဆိုးပေရလဲကျုပ်ကတော့အထက်မှာရော့ကုန်မဲ့အတူတူအပြင်မှာလည်းအကုန်ရော့ထားလိုက်တာအေးရောမဟုတ်လားအလုတ်ရုပ်ခမ်းပြီးအလီလာလာချက်မနေနိုင်ပါဘူးဗျာ မီးရဘူဝဘူနဲ့တဲပြီးမချောင်းအဲဒီတော့ဓမေကိုတစ်လုံးတဲလိုက်တာနဲ့ဟင်းရောဓမေရောချက်ပြီးသားနီးကိုဒီထွင်းလာတာဗျအိမ်ကလာဖို့တဲ့ဝတ်သားနဲ့ဂေါ်ဘီတို့ဂေါ်ဘီပန်းခရမ်းညီသည်ချက်တော့အကုန်လိတယ်ပြီးတော့စီစားပါတဲလိုက်တော့ပြီးရောမဟုတ်လားဗျတပိတုဆိုတာအားလုံးထဲချက်တာကိုပြောတာဘလောက်သက်တာလဲဟင်းရောဟင်းပကံစေးတယ်ရမလို့တော့ဘူးလေလူတွေကဒီနီးရောမသိကြဘူးအလွတ်ရှုပ်ခံနေကြအေးကွာမင်းရဲ့တပိတုထမင်းဟင်းကတော့စံပြပါပဲတို့ပြန်ကပြေးမှာတို့တိုင်းပြည်မှာပါမင်းရဲ့တပိတုထမင်းချင်တီကိုသိကြဘူးပဲမထင်ဘူးကွာ တပည့်သူစားပွဲဆိုပြီးဆိုင်ဖွင့်မင်းတော့တခေးကြီးတောင်ဖြစ်သွားနိုင်တယ်ကွာမင်းအတော်ဦးနောက်ပြေးတဲ့အကောင်ပဲကွာလို့ပြောတော့ဖိုးပြင်းတော့ကတဟဲရည်နေတော့တယ်ဗျသူ့ဖေဖိုးတွေတွတ်တလောက်သူ့ကြံပါပဲတကယ်အံ့ပွဲပြင်းတုံုံကောင်ဗျာဘလို့ကောင်မှန်းလည်းမသိပါဘူးဘလို့အကျိုးပေးရင်မသိတော့ပါဘူးဗျာဒီကောင်အရွယ်ကလူမျိုးကြီးဖြစ်နေပါပြီသူကလည်းမင်းကလေးတွေကိုစိတ်ဝင်စားသလိုသူ့ကိုလည်းစိတ်ဝင်စားတဲ့မင်းကလေးရှိတယ်မကြမိပါဘူးသူ့ရဲ့အပြင်းသတင်းကအတော်ကြီးကဘယ်မင်းကလေးမှလည်းစိတ်ဝင်စားမှမထင်ပါဘူးဗျာသူ့ရဲ့တပ်ပေသူ့ကိုမြင်ခဲ့ရတော့လူဆိုတာအထူးသန်းတွေ့ရင်ပြော့ပြချင်းကြရလေ အဲ့တော့ကျုပ်ကလည်းရင်ကုန်မနေနိုင်မင်းနဲ့သူ့မိသားစုတွေတွားပြောပြနောက်ကျုံအောင်ဆောင်အောင်မှာပြောပြမိတာဗောဗျာအဲ့ဒီမှာသူ့မိသားစုကသူ့စီဝတ်သားအမေသားစားတဲ့အသားတွေအစိမ့်မပို့တော့ဘဲနဲ့ကောင်းကောင်းစားသေးခြင်းလို့ဈေးနေဆိုရင်ချက်ပြီးမှတွားဖို့သူ့ညီမတွေကတော့အကိုကြီးဟောဒီဝတ်သားနှက်ကနှစ်ရက်စာနော်စီပြန်ချက်တာမတော်ဘူးထားလို့ရတယ်လို့ဆိုပြီး ကုံကြောက်ပြတဲ့ငချောက်အာလူအချက်တော်အဲ့ဒါတွေကိုလည်း9ရက်စားလောက်လာဖို့သွားအဲ့ဒါမှာဖိုးပြင်းတော်မလုပ်တဲ့ထင်တယ်ဖိုးပြင်းတော်ကထမင်းချက်မလို့ပဲနဲ့ဟင်းတွေကြီးထိုင်သားပြလိုက်ဟင်းချက်စရာမရှိရနေဆိုရင်လည်းမပူထမင်းကြီးချက်ပြီးထိုင်သားလေးရှိလူကသာရေမချိုးလို့ကြီးတူတာစိတ်ကတော့လုံးဝကြီးမတူတဲ့ကောင်ပါဗျာတကယ်ဆက်ဆက်ဖက်ဖက်ကောင်ဖိုးပြင်းတော်အပြင်းကြောင်းကထားတဲ့နေဆိုရင်အဲ့ရတဲ့ခွေပြီးအိတ်နေတော့တာပဲနွားတွေကတော့ဇကြတဲ့အတောင်90ရှိကျိုးတွေနဲ့လီသားပြီးလူကအဲ့ရတဲ့ဝင်ခွေနေလေးရှိဘလောက်ပြင်းလဲဆိုထမင်းတော်တက်ပြီးတူရင်းနဲ့ဓာတ်မချက်တော့ပဲနဲ့ရေတောက်ဘိုက်မောက်ပြီးအိတ်တော့တာဗျာ ိတ်ပြောနေရင်စားလဲဆိုတော့မရှိဘူးလေအဲ့လိုအိတ်နိုင်တာပေါ့အဲ့ဒီလိုတမင်းမကျက်ပဲအိတ်နေတာပေါ့အဖေဖြစ်တဲ့ကြက်ဖိုးတွေကမြင်ရဟန်မတူဘူးဗျအိတ်ပြောနေတဲ့ตาဖိုးပြင်းတော့အိမ်မပေးငါသားမင်းအပြင်းတူတာဓမင်းအငတ်ခံပြီးတော့ပြင်းတာကိုဓမင်းလေးတော့စောင်းအောင်ပါပေါ့ကွာကဲထထငါတို့လေတော့ဆုံးရဲ့ကစင်းပေါ်မှာငါမင်းတို့ဓမင်းတို့ယူလာပြီးတယ်သွားယူပြီးစားလိုက်အောင်ကဲကဲထားတော့လို့နှိုးလီတော့ဖိုးပြင်းတော့လည်းအိတ်ရနိုးလာတယ်နေရချစ်ချစ်တော့ပူနေပြီလေနေလေနေဖို့နဲ့ညီအောင်ရောက်နေပြီအဲဒီတော့ဘိုက်ကလည်းတကူကူအော်တန်ပေးပြီးစားလောင်နေတဲ့အကြောင်းတတိပေးတာပေါ့ အဖေအိမ်မပေးတာတကယ်များလားမသိဘူးဆိုပြီးလက်ကွယ်အဆုံးကစင်းတွေကိုပတ်ကြည့်လိုက်တော့ကစင်းတနေရာမှာအင်ဘက်နဲ့ထုတ်လာထမင်းတို့ပြေတွေ့လဲရဝမ်းသာအားရကောက်ကန်လိုက်တဲ့ပူပူနွေ့နွေ့ကြီးပဲရှိနေသေးရဒါနဲ့ယူလာပြီးတော့ထမင်းတို့ပြေပြီးစားတာပေါ့ဗျာဟင်းကလည်းဟင်းသင်းကြီးရဲ့ရောရကြော်ထားတဲ့ဟင်းပေါ့စားကလည်းစားတော့စားလို့ကလည်းကောင်းကလာမမီးနဲ့ထမင်းတထုံလုံးကိုခေါင်းမပေါ်တန်းစားပြလိုက်ထမင်းတို့ကိုလည်းချက်ပိုးတွေကဖန်ဆင်းထားတာလားတနေရာကယူလာတာလားဆိုတော့လည်းဗမာညာညာတွေးမနေပါဘူး तू ကထမင်းစားဖို့လိုရင်းနေဘာကိုမှအလေးထားတတ်တာမဟုတ်တာနောက်နေ့ကြပြန်တော့လည်းဒီလိုပဲအိမ်မြဲအိတ်တာပဲ လုံးဝအိတ်မရလို့မျက်စိကြောင်မှတမင်းတို့တွေ့လို့တွေ့ညာလက်ကသင်းဘက်ကိုထွက်လာခဲ့နေရသာနဲ့ရောဗာတမင်းတို့ဥမှမတွေ့ဘူးအဲ့တော့ဖိုးပြင်းတော်ကဒေါသထွက်ပြီးအော်တယ်အဖေဒါဒီရေလဲတမင်းမချက်ကျင်ဘူးဗျအဲ့ဒါတမင်းတို့ပို့ပြီးတော့ဗာအတော်နေလာယူမယ်လို့အော်ပြောပြီးအိမ်ကိုပြန်လာပြီးတော့ဆက်လက်ထိုင်ပွားနေအတော်နေလို့သွားကြည့်တော့တကယ်ပဲတမင်းတို့ပူပူနေနေကိုတွေ့ရပြန်တာပဲဗျို့အဲ့ဒီမှာငပင်းကတိသွားပြီလေသူ့အဖေသူ့ကိုပြစ်မထားဘူးဆိုတာဘောအဲ့ဒီမှာငပင်းကတော်ပြီဒီနေ့အစားပြီးငါတမင်းမချက်တော့အဖေစီမှာစားမယ်လို့စုပ်ပဲချက်ချလိုက်တော့တာပဲ ตาเนี่ยอภิบัวเนี่ยไม่ดูรอดแล้วจุ๊บตังเงินเนี่ยพูดเลยอ่ะตูตาก็ส่องช่องเลยอ่ะอลนอันอ้อบ่ก้านน่ะบาเว้ยเปียดาမျိုးก็ช้าๆป๊าๆไปเลยပြောให้ยุ่งยินเนี่ยไม่ซิอูดาတော့จุ๊บเนี่ยตาချင်းโหลอดุๆนี่โหลดาฤทธิ์นี่ดาเปียเอ้ยเปียไอ้ดินี่ญามาเว้ยจับโพดิอ่ะตูตาก็ไอ้แม่ไปเสร็จเลยเปียให้หยองปิ้นโตเมนทมิ้นง่ํามาไม่มีเยโหลงาตนาโหลทมิ้นโตเว้ยดา မင်းကသမင်းတော်မချက်ကျင်အောင်ပြင်းလာပြီငါ့ကိုအာကိုးတယ်ပေါ့ဟုတ်လားတော်ပြီလုံးဝမမျောလင်းနဲ့တော့မင်းမှာစားဖို့စံစီစားဟင်းချက်စရာအကုန်ရှိတယ်ကိုယ့်အကိုချက်စားငါ့ကိုအာကိုးပြီးတော့ပြင်းမယ်မကျင်နဲ့ပြင်းရင်မင်းငတ်မှာပဲအငတ်မခံနိုင်ရင်တော့ပြင်းမော့ကွာလို့ပြောတယ်ဆိုပဲကိုပြင်းတော်ကလည်းဘာညံ့ခံမလဲအဖေကျုပ်သမင်းမချက်ကျင်အောင်အဲ့ဒါသမင်းတော်သာပို့ပေးပါလို့အော်ပြန်တယ်အော်ပြီးလိုက်ရှာတော့ဘာသမင်းတော်ဥမှမတွေ့ဘူးအဲ့ဒီတော့ပြင်းပြင်းနဲ့တပ်ဖိတ်တို့သမင်းချဲရပြန်တော့တာပဲအေးဒါပေမဲ့တခုတော့ရှိရဲ့ ူသားငပြင်းလေထုံရဲ့ချိန်တွေဘာဒီမှာစပားရိတ်သိမ်းချိန်တွေမှာအလုံးမားလို့မချက်ပြင်းတော့ထမင်းတို့ထားပေးသေးရှိငပြင်းရလည်းသိရလေသူ့အလုတ်လောရချိန်မားလို့မချက်ပြင်းသူ့အတွက်ထားပေးမယ်ဆိုတာသိပြီးသားဒါဆိုရင်ငပြင်းကလက်ကစင်းတစ်ပတ်ပတ်လိုက်တာပဲအဲဗျာအင်ဘက်နဲ့တယောက်စားဝဝလေးလဲစားလို့ရနိုင်တဲ့ထမင်းတစ်ထုပ်ပါလာတာကျုပ်ကမျက်မြင်ကိုတွေ့မှုလို့သာယုံရတာဗျာသမ ्या ပြောရင်ယုံနိုင်မယ်တော့မထင်ဘူးဒါကသားအပေါ်ထားတဲ့ချက်ဖိုးတွေရဲ့အတန်ရောစင်ပေါ့ဗျာဖိုးတွေတို့ဖိုးပြေတုံလို့ကသာကြံမဆိုင်တာသူတို့ရဲ့ခက်လန်းလန်းမှာတော့ကြံငင်းနေရှိတယ်ဗျာ ြံကစပားတက်ပိုကြိုက်တာသိပြီးမြဖိုးတရမိဘလက်ငုတ်လေရင်နေမှာစပားပဲစိုက်တယ်လေကောင်းမိကောင်းနေဆိုတော့စပားနှစ်စင်ထွားကောင်းနေလေဒီတော့ကြံကိုဖိုးတွေတော့မခုံမင်းဖိုးပြေတော့လက်ထက်မှာလဲမိဘလက်ငုတ်စပားပဲစိုက်မြဲစိုက်တနေ့တော့မိမအုပ်စုတစုကကြံခုံနာချိန်မှာအရေးကောင်းတဲ့ဖိုးပြေတော့လို့တရအိုးဝင်နေသမင်းစားဖို့ချိုင်းကိုစီနေလာကြတယ်ကျုပ်ကလည်းအရေးကောင်းကောင်းမှထိုင်ပြီးကျွဲလေးကိုကြည့်နေရတယ်လေဖိုးပြင်းတုံးကတော့ထုံးစံနဲ့အိတ်နေတာနေမှာပေါ့လူဦးပေါက်ရသည်ဆိုတော့အတော်ပူပြီးဟိုဒီတော့အရေးကောင်းကောင်းကိုခိုးချင်ရတာလူတိုင်းရဲ့ဓမ္မတာပေါ့ မိမအုပ်စုကလက်စေးဖို့ရေရင်းစီကိုဥတည်ကြရေပုံးကလည်းအသင့်ရှိနေတာပေါ့ဒီဝင်းကြီးကရေထွေးအောင်တော့ရေတွင်းနေရဘာနဲ့မလဲနက်လာ၄5000ပေါ့မိမတွေကရေတွင်းကိုငုံကြည့်ကြဆိုပေမဲ့တပြိုင်နဲ့အောင်မလေးတော့ဆိုပြီးအလန်တညာရေတွင်းနေရနေနောက်ဆုံးပြန်ပြေးကုန်ကြကျုပ်ကလည်းစူညံစူညံနဲ့လန့်နေအတန်ကျန်းတာကြောင့်သူတို့တွေချက်ချင်းပြေးလာမိဘာလဲမိုးဘိုးကြီးလားမိုးရောင်ကြီးလားငန်းဘိုးကြီးလားဟောဒါနဲ့မေးမိတယ်ဟေ့ဘာပြေးကြတာလဲကိုစိုးပင်ရေတွင်းထဲမှာကိုဖိုးတွေငုတ်တူကြီးထိုင်နေတာတွေ့ရတယ်တော့ကိုဖိုးတွေမှာကိုဖိုးတွေအစ်စ်ပါကျမတို့အားလုံးမြင်ကြရတာ ဩနင်တို့ကလည်းဖိုးတရသေးပြီလေဘလို့လို့ရေရွနဲ့စိတ်မိငုတ်တို့ထိုင်နေမှာလေအဲ့ဒါတော့မသိဘူးကျမတို့အားလုံးမြင်ကြရတာအပေါ်တစ်ချက်မော့ကြည့်လို့သိရတော့ကိုဖိုးတွေမှာကိုဖိုးတွေအစ်စ်ပါမေဝင်ကိုစိုးပေတော့ကြည့်အဲလိုဆိုတော့ကျုပ်ကတော့ကြည်ရေတွင်းထဲမှာရေရလွှဲပြီးဘာမှမရှိပါဘူးဗျာရေကကြီးလို့စိမ့်လို့ဘာမှမရှိပါဘူးဟာနင်တို့ကလည်းအမြင်လွဲလို့နေပါပါလွဲရအောင်တယောက်တည်းမြင်တာမဟုတ်ဘူးတော့ကျမတို့6ယောက်စလုံးမြင်ကြနင်တို့ကလည်းမြင်လိုက်တာဟာရေဘုံနဲ့ဖိုးတွေကောင်းပေါ်တက်တက်ချိန်ပြီးပြစ်ချလိုက်ရင်ပြီးတာပဲဒါဆိုရင်ဒီကောင်အစ္စလမ်ဝေသွားမှာပေါ့ အမလီမလို့ရဲပါဦးတော့ကဲရေသွားကြမယ်အခြားအရေးရှိတဲ့တနည်းရှားပြီးစားကြတာပေါ့ဆိုပြီးမိမအုပ်စုကထွက်သွားကြကျုပ်တင်နေရဲ့ဗျာကြက်ပိုးတွေရကျုပ်တို့ယူရတဲ့ဒီမိမတွေကိုလူပွားတယ်မြမန်းကျိုးနေရင်ရှိဒါကြောင့်၆လရန်တူပါတယ်ဗျာမြောက်ကျွကျွနဲ့ကြည့်မရလို့လေကျွဲဆိုတာကအေးကြိုက်တဲ့တော်ဟာဗျာဒီတော့နေတိုင်းညနေပြန်ချိန်နေကျုပ်ကကျွဲတွေကိုရေချိုးလေရှိအဲ့ဒီချိုးတဲ့ရေတွေစီးတဲ့အိုင်လေးမှာနေ့လယ်နေငယ်ကျွဲတွေကဘွယ်လူးလေရှိတယ်ကျွဲလူးအိုင်ပေါ့ဗျာကျွဲတွေဘွယ်လူးလိုက်တာနဲ့ရှုပ်နေတကူလုံးပေလူးကုန်တော့သူတို့အပူတက်တာကြတာပေါ့လေအဲ့ဒီဘွယ်တဲ့အိတ်လိုက်လူးလိုက်လုတ်တက်ကြတာကျွဲတွေရဲ့ဓမ္မတာပေါ့ အဲ့ဒီရှင်ဘွက်နန်းနဲ့ရှင်ဘွက်အေးလေးနဲ့စိန်နေရရင်ကျွဲတွေအကျွဲစည်းစိန်လို့ခေါ်မလားမသိဘူးပေါ့နော်စမြုံကလေးပြန်ပြီးမျက်တောင်ကိုဆင်းနေတာဗျအတော်လေးဈေးရှိပုံရတယ်ကျုပ်တို့လူတွေအဲကွန်ခန်းနဲ့ဝင်နေရတဲ့စည်းစိန်လိုပဲထင်ပါရဲ့ဗျဒီနေ့တော့ဘွက်လာမလူကြသေးဘူးဗျဝမ်တန်းမှလာလူကြတာလည်းများတယ်ဝမ်တန်းနဲ့ဆိုတာကစားလို့အသင့်အသင့်ဝသွားတာကိုပြောတာနော်ဝမ်တန်းရဲ့ဘွက်လူဘွက်လူပြီးပြန်စားစားပြီးဝမ်ပြေးတာနဲ့နေဝင်ရင်အတော်ပဲကျွဲတွေရေချိုးပွေကျွဲသွင်းဒါနှစ်စဉ်ကျွဲချောင်းဖြစ်တဲ့နေ့လုံနေကြကျုပ်ရဲ့လေပတ်မှုပဲဗျာ ဘာမှမဟုတ်ပါဘူးဗျာကျုပ်ကအရေးလဲကောင်းထိုင်လို့လဲကောင်းမတရက်ပင်ကိုရှာကြည့်တော့ကျွဲလူဝင်ပေးရတရက်ပင်တွေ့ရတယ်တရက်ကိုင်းမတက်ထိုင်ပြီကျွဲတွေကြည့်နေမိကျုပ်ချက်ဖိုးတွေအကြောင်းတွေတွေးနေမိတယ်ဗျာအင်းဖိုးတွေကတော့လဲဆွဲချန်ဆွဲနေပိတ်တံတော်ဝင်ချက်ဖြစ်နေပြီဘာညာပေါ့ဗျာနောက်တော့ဘုံကြီးចောင်းသားဘုရားဆိုးခဲ့တေးခဲ့တမယောအနိုင်ကျင့်ခဲ့တာတွေတန်းចောင်းသားဖြစ်ပြန်တာတွေနောက်ကောင်မလေးတွေကိုစခဲ့နောက်ခဲ့တာတွေလူပြိုးဖြစ်ပြန်တော့လဲနှစ်ယောက်ပေါ့မိတောင်းချမ်းခဲ့တာတွေစမြုပ်ပြန်နေမိတယ်ဗျာအဲ့လိုတွေးနေမိပြန်တော့လဲဟမ်မဆောင်နိုင်မဲ့တယောက်တည်းတဟဲရည်နေမိပြန်တယ် အဲ့လိုရင်းနေတော့မှပဲကျုပ်ရဲ့ကြောပြင်းကိုတားတုံးလို့ခံစားလိုက်ရပြီတရက်ကိုင်းပေါ်ကချေလို့လက်လို့ပြုတ်ကြသွားလိုက်တာရင်းနဲ့အဲ့ကနေပြေးပြီးဘွမ်းဆိုမှကျွဲလူအိုင်နဲ့ဖင်တန်ရဲ့ကြသွားမယ်သိတယ်ဗျလူစစ်စစ်ကကြောပြေသွားသလားအောင်းမရကျုပ်တကူလုံးဘွက်တွေပေလူကုန်ပါရောလားတော်သေးတယ်ဗျအောက်မှာကျွဲလူအိုင်ရှိလို့ပေါ့နှုတ်မို့ဆိုရင်ဒီနေ့ရနေကြရင်ကြိုးကြေးသွားနိုင်ပြီးတော့အကြလဲတော်လို့ပေါ့လေဟိအောင်ဖို့တွေမင်းတော့ကွာလူလူချင်းဆိုလို့တော့နဗန်းလုံးပလိုက်မင်းအဲ့လိုမလုပ်တင်ဘူးကွာမတော်လို့အကြမတော်ရင်ဘယ်လိုလုပ်မလဲ တော်ပေးရောင်မင်းအကွာတဲ့ငါကျွဲလာမကြောင်းတော့မင်းမလာသေးချင်မလာဘူးဟိယမင်းလည်းချက်ပိုးတွေငါလည်းလူဆိုးပေပါကွာလို့အော်ဟဲ့ပြီးရဆဲဆိုပြလိုက်ဘောသာလည်းအရင်ထွန်းမိတာပေါ့လေတန်ငယ်ချင်းချင်းကြီးစဲလာဆိုရင်တော့ဒီလိုအမြင်ရတော့မချသိဘူးလေအကြမတော်ရင်ဘလို့လို့အဲ့ဒီနေရာစားပြီးကျုပ်ကချက်ပိုးတွေနဲ့အဆက်အသွယ်ဖြတ်လိုက်သူ့ချန်စီကိုမတော်တော့ဘူးလေငလိုက်ချောင်းရိုးမှာပဲကျွဲချောင်းဖြစ်တော့ဒါပေမဲ့ဖိုးတွေကိုတော့အမြဲတရရတာအမှန်ပါပဲဗျာနေပြီးရောကြီးတဲလိုက်တဲ့အခါမှာတော့ချက်ပိုးတွေအကွက်လည်းစီမံကိန်းနဲ့ပါသွားတယ်ဗျာဒီခုချိန်မှာလည်းကျုပ်ရဲ့တန်ငယ်ချင်းဘယ်စီရောက်လို့ဘယ်စီပေါက်နေရဲဆိုတာတော့မသိတော့ပါဘူး ဘွားချင်းမတူတော့ပေမဲ့ကျုပ်ကသူ့ကိုအမြဲလိုသတိရနေရပါဗျာတန်ငယ်ချင်းဖိုးတွေကိုသတိရသလိုကျောင်းနေပဲတန်ငယ်ချင်းတွေကိုလည်းသတိရသဗျာတေးရဲ့လူတွေရတဲ့တေကုန်ကြပါပြီရှိရဲ့လူတွေရလည်းရှိပါလေရဲ့လူဘွားဆိုတော့ခဏတာလေးဆိုပေမဲ့ကျုပ်သဘောပေါက်ရတာကမနေ့တနေ့ကမှကျောင်းကထွက်လာသလိုခံစားနေရတာလူဘွားခဏလေးဆိုတဲ့အဖြေပါပဲအဲ့ဒီတခဏတာမှကျုပ်နဲ့ဖိုးတွေနောက်ချက်ဖိုးတွေပေါ့ဗျာအတူနေရတာတွေကမမေ့စရာတွေပါပဲကျုပ်တော့60ကျော်သာပြုတ်ပြီလေဒါပေမဲ့နေရတာကြာသေးလို့မထင်ပါဘူးဗျာ အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအမား channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ